အိန္ဒိယ TVS ဆိုင်ငယ်နဲ့ Edison Auto တွေပြင်ရောင်းချိန်ဈေးကောင်းရစီမဲ့အချက်၅ချက်ကို Motonic နဲ့ဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက်ဒီကနေ့မျှဝေပေးတတ်ကြပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြောကြောအောင်ပါ။ Motorbike Order တယောက်ဖြစ်ပါတယ်။အိန္ဒိယ TVS ဆိုင်ငယ်တွေရဲ့ရေတွေးပိုင်းကိုပြောရရင်အလေလက်မှာပါတယ်။ တရုတ်ဆိုင်ကလေးထက်ယူဒီပူကောင်းတဲ့လုံလက်ရှိပေါက်သေးအရာလဲအလဲလဲမှာပါတဲ့ထိုင်းပိန်လောက်လဲစည်းမကြီးပဲတရုတ်ပိန်စည်းတတာနဲ့စီကွင်ရနေလို့ပါအကြီးအတွင်းမက်ဒကလပ်မှာပါတဲ့အင်ဒီယန် TVS အော်တိုဆိုင်ကလေးနဲ့အက်ဒီဆင်အော်တိုဆိုင်ကလေးကိုပြင်ရောင်းချိန်ဈေးကောင်းရဖို့ဆိုရင်နံပါတ်1 UTD CB စီးတဲ့ကီလိုနဲ့နေရပါမယ်ကီလိုတွေဒီပြင်လို့ရတယ်ဆိုပေမဲ့ original ကီလိုဟုတ်မဟုတ်ဆိုတာဝယ်တဲ့ဝယ်ရောင်းဒါမှမဟုတ်စိုင်းနေနဲ့ဝက်ရှော့ဆရာတွေကသိတယ်အချမ်းနီလန်းနေနဲ့လဲစစ်ဆေးလို့ရတယ် ဒါကြောင့် original ကီလိုထောင်ကနန်းဒါမှမဟုတ်ကီလို1000ကျော်စားတဲ့ဘိန်းတွေဒီဈေးကောင်းပိုရမှာသိကြပါရယ်။နံပါတ်1က TVS originator ဖြစ်ရမယ့်အပြင်တာယာက60ရာခိုင်နှုန်းနဲ့အထက်ကောင်းမွန်နေရမယ်။ဆိုလိုချင်တာက TVS ဆိုင်ကမှာ TVS originator အမဟုတ်ပဲအခြားတစ်စိတ်တာတွေဖြစ်နေရင်ဒါမှမဟုတ်တာယာကပါလွန်နေရင်ပြန်ရောင်းချိန်ဈေးရော့နေရပါတယ်။ဒါကြောင့် originator ဖြစ်ရမယ့်အပြင်တာယာမှာတာယာပန်းနေကြံလီပူကောင်းလီပါပဲ။ အဲ့ဒါဆိုရင်ပြန်ရောင်းချိန်ဈေးကောင်းရမှာတိကျပါရယ်နံပါတ်3က engine one gear one တက်မဲ့ကီလိုမီတာတိုင်းပုံမှန်လဲလဲပြီးအစီးမနာထားတဲ့ဘိန်းဖြစ်နေရမယ်ဆိုလိုချင်တာက engine ကောင်းတဲ့ဘိန်းဖြစ်နေရမယ်တချို့ကစီတော့စီးနေတယ် engine one gear one ပုံမှန်မလဲဘူးလဲပြန်တော့လေရည်တွင်းညံ့တဲ့ engine one ထည့်ထားမိရင်စက်တန်ကျနေတတ်ပါရယ်အဲ့ဒီဆိုတာကမီကိုတာလိုက်နေတဲ့ဘိန်း engine ခွဲထားတဲ့ဘိန်းဆိုလဲဈေးကောင်းရမှာမဟုတ်ပါဘူးအဲ့လိုမဟုတ်ဘဲရည်တွင်းကောင်းတဲ့ engine one ဒီစိတ်တွေကိုတက်မဲ့ကီလိုမီတာတိုင်းလဲလဲမယ် နေ့စဉ်မောင်းတဲ့တူကလည်းမကြမ်းဘူး UTD နဲ့စီးမယ်ဆိုရင်ဈေးကောင်းရမှာတိတ်ကြပါရယ်နံပါတ်၄က C အရေးတွေးပါ TV ဆိုင်ကအများစုဒီ character type ဆိုပေမဲ့ 95C ထက်တုံးလေးကောင်းလေးပါပဲ 95C ပုံမှန်ထက်စီးတဲ့ဘိန်းဆို C အရေးတွေးတက်တဲ့အတွက်အင်ဂျင်ကစာအထပ်တွက်ပြီးစစ်တမ်းညင်ညောနေမှာတိတ်ကြပါရယ်အမှန်ငါကဆိုင်ငယ်တီးမွားပစ်တာလေးတွေစုပြုံမထားပဲချက်ချင်းပြင်ဆင်ပေးတဲ့ဘိန်းဆိုလဲဈေးကောင်းရတယ် စလူဂျနာကစတံမမှန်ရင်မမှန်သလိုဒိုင်ကွက်မှာအေရာပြန့်ရင်ပြန့်သလိုချက်ချင်းပြင်ဆင်ပေးလေကောင်းလေပါပဲအဲ့လိုမဟုတ်ဘဲစတံမမှန်တော့ဘူးဆိုတာသိရင်လေရတိပါတယ်ကွာဆိုပြီးအတိုင်းပြစ်ထားလိုက်မယ် ပြစ်ချစ်တွေစုပြုံမာများနေရင်လဲပြင်ရောင်းချိန်အရှုံးများနေတတ်ပါတယ်။ဒါကြောင့်ရှိမှပြောပြသွားတဲ့အချင်းငါချင်းနဲ့ကညီမဲ UTD စီးနင်းမဲ့ဆိုရင်ပြင်ရောင်းချိန်ဈေးကောင်းရစေမှာတေးကြပါတယ်။အဲ့လိုချစ်တင်နဲ့ကညီတဲ့အိန္ဒိယ TV ဆိုင်ငံနဲ့အဲဒီစင်အော်တိုတွေကိုဈေးကောင်းပေးပြီးပြန်ဝယ်ပေးနေတဲ့ရှုံးလုံးတစ်ခုရှိတယ်။ အဲ့ဒါကမန္တလေးမြို့38လမ်း84လမ်းနဲ့85လမ်းကြားကခစ်ဆန်တဲ့ဆိုင်ငယ်ရှိုးတုံးမှာပါအဲ့ဒီမှာ Indian TV Des Wego and Rose Neo Asia စတဲ့ဆိုင်ငယ်တွေအပြင်ဆောင်ရှဲနေရန်ဒီအမန်ဒစိတ်ဆိုင်ငယ်လုံးဆိုင်ငယ်တွေတရုတ်အော်တိုတွေကဆို Edison Clicks ကိုပြီးဆိုင်ငယ်ဦးမှာမော်ဒန်မြင့်အင်ဂျင်ပြောင်းဆိုင်ငယ်တွေစတဲ့ဆိုင်ငယ်တွေကို လာရောက်ရောင်းချလို့ရတယ် ကြီးမပြောပြခဲ့တဲ့ဆိုင်ငယ်မျိုးစားရီတွေကမော်ဒန်မြင့်ကိုအရင်ကောင်းရင်ကောင်းသလိုခစ်စန်တစ်ဆိုင်ငယ်ရှုံးလုံးကဈေးကောင်းပေးပြီးဝယ်ပေးမှာပါအဲ့လိုပြန်ဝင်တဲ့အခါမန္တလေးမြို့အနီးအနားပြင်နေဝီကမိတ်ဆွေတွေလည်းဘိုင်ဘာတစ်ဆင့်စစ်တွေရောင်းချလို့ရတယ်ဘုံမလင်းလင်းပြောရရင်မန္တလေးမြို့မှာ TVS အော်တိုဆိုင်ကလေးကြီးတည်တဲ့တနင်္လာနေ့မှာမော်ဒယ်အစုံအမျိုးအစားအစုံရောင်းချပေးနေတာဆိုလို့ခစ်စန်တစ်ဆိုင်ငယ်ရှုံးလုံးတစ်ခုပဲရှိအောင်မယ် လောင်လီမျိုးတက်ဖက်59လမ်း132လမ်းနဲ့133လမ်းကြားမှာလဲခစ်စန်တဲ့ဆိုင်ကယ်ရှိုးရုံထပ်ရှိပါသေးတယ်။ဒါကြောင့်ဒီလိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ဆိုင်ကယ်အစ်ထပ်ဝဲဖို့ဒါမှမဟုတ်ဝီဖော်ဂျင်လို့စတဲ့အကြောင်းမျိုးမျိုးကြောင့်လက်ရှိစီးနေတဲ့ India TVS နဲ့ Edison Auto ဆိုင်ကယ်တွေဇောင်ရှမ်းနဲ့ရန်ဒီဆိုင်ကလုံးဆိုင်ကယ်တွေကိုပြန်ရောင်းတဲ့အခါဈေးကောင်းရကျင်နေဆိုရင်မန္တလေးမြို့39လမ်း84လမ်းနဲ့85လမ်းကြားကခစ်စန်တဲ့ဆိုင်ကယ်ရှိုးရုံရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပြစေ။မော်ဒန်မြင့်အင်ဂျင်ကောင်းတဲ့ဆိုင်ကယ်တွေကိုဝယ်ပြီးတာရောရောင်းပြီးတာ ာရောပြုရင်ပေးတာရောတနည်းအားဖြင့်မှာ Westor Seven နဲ့ရရှိတာမို့တောပြေအောင်တွားကြည့်လိုက်နော်အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြည်ဒီမှာလည်းမော်တိုနီခင်းစကကြည့်တူမိတ်ဆွေတွေအတွက်အခြားသောအကျိုးရှိသည်မဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။